ျွန်တော်တို့ဒီဟမ်းမိတ်သမားပေါ့နော်ဟမ်းမိတ်သမားအများစုအိမ်လေးတွေစောက်တာတို့ကားတွေလှုပ်တာတို့လေမြန်လှုပ်တာတို့ပေါ့နော်အများကြီးပါပဲလှုပ်ကြတစ်ခုနဲ့တစ်ခုတွဲကြတယ်ပေါ့သူက5ကိုဒူးမှန်ပါတယ်5ကိုဒူးကျွန်တော်က5ကိုဒူးနဲ့တော့5ကိုဒူးကိုအဓိကတုံးတယ်ဥပမာကတ်ပြီပေါ့ဒီချောင်းနဲ့ချောင်း5ကိုဒူးလို့ကတ်လိုက်တယ်5ကိုဒူးလောင်းထဲမှာဥပမာ5ကိုဒူးဒီလောင်းထဲမှာဒါလည်းလောင်းထဲပြီးသွားတွဲသွားပြီပေါ့နော်ဒါပေမဲ့အဲ့ကောင်မခိုင်သေးဘူးတကယ်ပြုတ်ကြတော့ပေါ့ကြောင်ဒီကောင်လေးအဲ့ချောင်းပြန်ထား ကျွန်တော်စေးတွေပဲတုံးနေဝင်ပြီးွားတော့ဘာလို့အကြောင်းပဲဒီကောင်နေအဲ့လိုအကြောင်းရာသီဥတုတန်ကြောင့်ပြန်ပြီးွားဖြစ်တယ်အဲ့လိုကြောင့်သူ့ဘာလို့အောင်လဲဆိုတော့ဒီကောင်တက်တဘောမျိုးပေါ့နော်ခိုင်အောင်ပို့ခိုင်အောင်တော်တော်ပြုတ်ကြပါမှဖြစ်ဘူးတော်တော်ထိမကြိုးအောင်ဒီကော်မဟတော့ဘူးအဲ့နီးပေါ့နော်ဒါတော့သူများလည်းတီးပြီးတော့လည်းချုပ်လည်းတီးပါလေမတီးသေးတဲ့လူတွေအတွက်ပေါ့ဟိုပါပေါ့ကျွန်တော်တို့ဒီစူးသွား2.0 2.0လောက်ကိုကျွန်တော်ဖောက်ဆက်ပေါ့ဒီ charging ကန်းဖြစ်ဖြစ်ဖောက်ဆက်အသေးနဲ့ပေါ့အဲ့လိုဒီဒီကောင်ဒီလိုဖောက် ဟိုကူအာတန်အတန်တလို့ပေါ့ဒီနှစ်ခုတွဲအောင်ဘယ်လိုဖောက်မလဲဖောက်ပြီးွားနေအဲစူးသွား site နဲ့အဲတွားကြထုတ်တဲ့စူးသွား site 2မီလီလောက်ကိုဖောက်ဖောက်ပြီးကြရဆိုတက်ထဲတဲ့ဘောထည့်လိုက်ထည့်ွားရင်ဖိုက်အုပ်ဒူပြန်လောင်းထည့်ထည့်လိုက်ပြီးပိုတဲ့အသားတွေကိုတိုက်ထုတ်ပလိုက်ပို့ပြီးတော့ဟိုဘယ်လိုလဲမယုံတော့ဘူးပေါ့နော်အဲအဲတဘောလေးတွေပေါ့တေးပေမဲ့လည်းဟိုတချို့ကကျတော့ကော်တစ်ခုတည်းနဲ့ဟိုလုံးလုံးမပြီးတာမျိုးတွေရှိတယ်ပေါ့ရာသီဥတုဂီတားတွေကတချို့ရာသီဥတုပူတဲ့အခါမှာနည်းနည်းလေးယုံတက်တယ်သူကသူ့ရဲ့တဘောက ဲ့တော့ဒီလိုတိုက်ရိုက်ထားတဲ့သွားကြထိုးရံနေပေါ့ဦးသွားကြထိုးရံနေနဲ့အဲ့လိုတိုက်ရိုက်ထားတယ်ဆိုတော့တော်တော်မယုံတော့ဘူးရာဒီဥလူဒံကိုခန့်နိုင်တယ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါကျွန်တော်အတွေ့အကြုံရကျွန်တော်ပြောပြတာဟိုစက်ပစ္စည်းကတော့မပါမဖြစ်ပေါ့လက်ကြီးပဲဟိုဓားတွေကော်ဘက်တွေလွှာလေးနေလို့လို့အဆင်မပြေဘူးပေါ့ရေရှည်ကြတော့ဟိုအချိန်လဲပေးရတယ်ပေါ့နော်နောက်ကျွန်တော်တို့ဒီကောင်လေးတွေပေါ့ဒီဒီကောင်ဒီဆက်လေးတွေဆိုတော့ဒါတော်တော်များများဒါတိပါတယ်ဝယ်လို့လည်းလွယ် ဟိုအ white တွေပါလှီးတယ်ဆိုကော်ပတ်အလုံးလေးနဲ့ဆိုတော့ तू white လှီးတာတော့ဘာလို့ကြာ तू ဟိုတိတ်ပြီးအားဆိုင်စရာမလိုဘူးเนาะလက်ကြီးပဲဟိုဖြစ်စရာမလိုကော်ပတ်ကိုလုံးလက်နဲ့တိုက်သူပြီးမှမဟုတ်တော့ဘူးအလုံးလောက်ရတာတော်လေး तू တိုက်ရတာအဆင်ပြေတယ်ဗောနော် speed control လေးလည်းပါတယ်ဆိုတော့ဒီ white လေး white လှီးတာအဲ့လိုလေးဆိုအဆင်ပြေတယ်နောက်ဒီကောင်းလေးလိုက်တာလေးဆိုရင် တချို့ glider တော့ရောင်းထဲမှာရောင်းနေဟို glider ကြတော့ speed control မပါဘူးမပါတော့သူက speed ချိန်လို့မရအောင် ကော့ဘက်တွေပြတိုက်မယ်ကျွန်တော်ဘာဘာတိတိမမွားလေးတိုက်တဲ့ခါကျတော့ speed အများများတယ်တခါတည်း wall ဖွင့်လိုက်တယ်တခါတည်းတိုက်လိုက်ပါသွားအောင်ဒီဒီလိုဒီလိုဒီလိုကောင်းနေကြတော့ဘယ်လိုဖြစ်လဲဆိုတော့ speed control ပါတယ်ဥမာအောက်ဆုံးအထိ speed အနည်းဆုံးအထိချထားမယ်ဆိုကျွန်တော်ဒီလိုကျွန်တော်တိုက်လို့ရတယ် ဟိုလိုတို့ပေါ့နော်မြန်တာပေါ့နော်အလိုလိုရတာအထောက်ကူအရင်ပြူတယ်ပေါ့နောက်ပြီးတော့ဒီခုနကျွန်တော်ပြောတဲ့ဟိုဒီပေါက်ဖောက်တယ်ပေါက်တိတိမမွားလေးတွေပေါ့စူးစောတိတိလေးတွေဖောက်ချင်တယ်သူဆက်ကြီးဒီဖောက်ဆက်ကသူ့သူကဘာနဲ့ဖောက်မှမသိဘူးတန်ချုံနဲ့ဖောက်တာပေါ့အဲ့ဒါအဲ့ဒီလည်းရှိတယ်ပေါ့နော်ဟိုဒီချာဂျင်ဂန်လိုဟာမျိုးလေးတွေဆိုရင်ဒါဘလောက်မှလည်းမရှိဘူးပေါ့နော်ဒီကောင်လေးသူအပေါက်ဖောက်ရတာတိတိမမွားလေးဖောက်တဲ့ခါမှာဒါလေးတော်တော်အဆင်ပြေတယ်သူက speed လည်းနည်းတာဘူး speed လိုးလိုးချိန်လို့ရတယ်ညံ့ညင်လည်းရတယ် ဒါလေးတွေနဲ့ဆိုရင်ဥမာတော့ဒီလူအဲ့73မျိုးလောက်ဆိုတာတော်တော်လုတ်လို့ရတယ်ဟမ်းမိတ်သမားတယောက်တော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒီပြင်ကတော့နောင်လူအပ်ချက်ကနောင်လူဒီပြင်မှာဟိုလွှားလွှားဆက်ဒီလွှားဆက်ထိုင်တာတွေပဲဒါဒီကြတော့အရင်အလုတ်ဟိုဖြစ်လာတဲ့ခါမျိုးကြတော့ဒါကိုယ်သဘောနဲ့ကိုပေါ့နော်ဟိုကိုယ်အလုတ်ဝမှုတီးပြီးတော့ကိုယ်နဲ့ဟိုကျုဘလို့အဆင်ပြေနိုင်မယ်ဒါကတော့ကိုယ်စဉ်းစားရတာပေါ့နော်အဲ့ဒီဘိုင်းလေးတွေအဓိကတော့ခုနကကျွန်တော်ပြခဲ့တဲ့73မျိုးလောက်ရှိတယ်တော်တော်လေးကိုအဆင်ပြေဟိုတက်သားနဲ့ဟမ်းမိတ်လုတ်မယ်ပေါ့နော် ဝါသနာပါတဲ့လူတွေနောက်လှုပ်လက်စားဟိုအရန်လဲဟိုဖြစ်တဲ့စိတ်စိတ်ပါဝင်စားတဲ့လူငယ်တွေဆိုရင်လူငယ်မှမဟုတ်ပါဘူးဘာလို့မဆိုပေါ့အင်္ဂလိပ်ပဲကြောက်ပြီးရင်းနှုံးစမ်းကြည့်မယ်ဆိုရင်ဒီလိုဟာမျိုးတွေလှုပ်ဖို့တိတ်ပြီးတော့ဟိုမစင်းစားနဲ့ဟိုခေါင်းအရန်ဟိုတိတ်တုံးလာတယ်ဒါကြောင့်ကျွန်တော်တို့တဆင့်တဆင့်အဆင့်ကျွန်တော်အတွေ့အကြုံနဲ့တွားရတာပေါ့နော်ဟိုစလှုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ဘာလေးလှုပ်ရမလဲဆိုထိုင်ကုန်လေးလှုပ်လှေလေးတွေလှုပ်ထွင်းကြည့်ကောပစားကြည့်ပေါ့အဲ့လိုမျိုးလို့နောက်အိမ်လေးတွေစောက်ကြည့်တဖြည်းဖြည်းနဲ့တဆင့်တဆင့်နောက်လေမြန်လေးတွေလှုပ်ကြည့်ကျွန်တော်လည်းအဲ့လိုပဲစလှုပ်ခဲ့ရတာ လုတ်ကြည့်လုတ်ကြည့်နေတာတိကျတဲ့ဘောတိကိုဘယ်လိုယူဆအဲ့ဒါတွေကသူ့အောင်အလုတ်ကပြန်တင်သွားတယ်နော်ဟိုပြီးတော့တိကိုဘယ်လိုစိတ်ရမလဲအဲခဲချောင်းပေးတာတို့အဆတိကျောဘယ်လိုယူလဲအကုန်လုံးဟိုမှာဖြစ်သွားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တစ်နဲ့လုတ်တာခက်ရှားရှားပေါ့နော်ဟိုတချို့လည်းလုတ်ကြပါတယ်ဝါတူတွေပါနဲ့လုတ်ကြအများကြီးတွေ့တယ်ဒါပေမဲ့တစ်သားကြီးပဲတီးတန်းကိုလုတ်တာကြတော့တိတ်ပြီးတော့ဟိုနောက်ပိုင်းတိတ်မတွေ့မတွေ့ဘူးပေါ့နော်တိတ်တယ်တက်မလာဘူးအမှန်တော့ကျွန်တော်တို့နိုင်ငံအနေထားတန်တို့ ဒီပြင်ပလတ်စတစ်တူနဲ့ကားလုတ်တယ်ဆိုတာတက်တစ်နဲ့လုတ်တာကိုပို့ပြီးတော့ကျွန်တော်တို့ကကျွန်တော်အားသာတယ်ဘာဖြစ်လို့ဆိုတော့တစ်မှာလုတ်ပိုင်ကုန်အများကြီးရှိတယ်ကျွန်တော်တို့လူသုံးကုန်အနည်းဆက်ဆုံးအများဆုံးကတစ်တစ်ပဲများလာကျွန်တော်ဘဘူးလေးဘဘူးပရီဘောကတော်တော်များများတစ်ကူနိုင်ငံသားတွေနဲ့လည်းတော်တော်စိတ်ဝင်စားကြတယ်တစ်ကူအဲ့ဒါလေးကဟိုဘလို့ကျွန်တော်နိုင်ငံကတန်ဖို့ပေါ့နော်တန်ဖို့ဆိုကျွန်တော်နိုင်ငံမှာတစ်ကဟိုအဲ့လောက်တည်းမရှားပါဘူးပြောတော့လည်းတကယ်လို့ဝယ်မယ်ဆိုရင်လည်းဝယ်အလွတ်တကူဝယ်လို့ရတဲ့နေရာတွေအများကြီးရှိတယ်ဟိုနည်းနည်းလေးအားဆိုင်လိုက်ပေါ့အားဆက်လိုက်ဆိုတော့ကျွန်တော်လည်းဒီလိုပဲလုပ်ခဲ့ရတာမေးစမ်းပြီးတော့ လုတ်ခဲ့ရတော့နောက်တင်းနဲ့လုတ်တယ်ဆိုတော့ကျွန်တော်ဒီဆေးပိုင်းတွေပါဒီလိုဝင်လိုက်တယ်ဆိုတော့ဒါတင်းနဲ့လုတ်တယ်ပြောနိုင်ငံသားသားမယုံဘူးဒါကျွန်တော်ကျွန်တော်တို့ကျွန်တော်ဒီမှာဆေးဒီလိုဒီလိုအရောင်ပြောင်းနေတော့တကယ်တန်ကားလိုမျိုးတတုနဲ့လုတ်ထားတယ်မက်တန်နဲ့လုတ်ထားတယ်ကားဒီလိုဆေးတော့ပြောင်းနေအဲ့တစ်ကိုဘယ်လိုလုတ်လဲသူတို့အရင်သိကြတယ်အဲ့ပိုင်းကြီးကြတော့လေဒါကျွန်တော်ကျွန်တော်လေ့လာခဲ့ရတာပေါ့နော်အများသူဒီတင်းတင်းနဲ့ပဲလုတ်သွားတာပေါ့တစ်ကိုတင်းမှန်းမသိအောင်လုတ်လို့ရတယ်တစ်ကိုတင်းမှန်းသိအောင်လဲပုံဖော်ပြီးတော့အရင်ဘယ်လိုလဲကြွတော့လာတယ် ဥမာဒီတိုးလေးတွေလာတယ်ပါဆိုနိုင်ငံသားအမြင်မှာအရန်ကိုသူတို့ဟိုပါဖြစ်တယ်သူကျွန်တော်မြန်မာလူမျိုးအနေနဲ့လည်းဒါကိုအရန်သဘောကျကြတယ်ဟိုကျွန်တော်တွေ့တလောက်လေးလာတလောက်ကျွန်တော်တွေ့ကြုံရပြောရလို့ရှင်ကျွန်တော်တော့တစ်ကိုပို့ပြီးအားပေးတယ်နော်ပလတ်စတစ်တွေဘာတွေကြတော့လဲဟိုအမဘူးလောက်ကောင်းပါတယ်လုံထိုင်တော့ပို့ကောင်းတယ်တကယ်တူအောင်လုပ်မယ် PPC ဘားနဲ့လုပ်ကြတယ်အများသူတော့ PPC နဲ့လုပ်ကြတယ်ဒါပေမဲ့ရေရှည်ကြတော့အရန်စကားပြောတယ် PPC တို့ဘာလို့ကြတော့လဲနှစ်ရှည်မှာကြတော့သူတို့ကြတော့အပူအေးဒဏ်တွေဘာနဲ့ဟိုပုံစံမကြတာပေါ့အရန်ပေါ့တာဥကတခုတိဆောက်လိုက်တယ်ကျွန်တော်ကားလေးဆိုချို့ပေါ့ပေါ့လေး စုကန်ကြီးလဲဟာကားပဲအယုတ်ပဲပေါ့ပေါ့လေးစုကန်ကြီးလဲဒါပေမဲ့ကားကအဲ့လိုတင့်နေလောက်တော့လေးနေဟာအဲ့တော့ဟာလေကားလေးပါလားတဲ့နစ်တယ်ဟိုကဝိတ်ရှိတယ်ဗောနော်ဟုတ်တယ်အဲ့လိုတင့်နေဆိုတော့နည်းနည်းတော့ဝိတ်ရှိတယ်ဗောနော်အဲ့ဒါကိုတချို့သဘောကြတယ်ကျွန်တော်တို့ဟိုတချို့လုတ်တယ်အဲ့ PPC နဲ့လုတ်တယ်ကားကတော့ကားတော့ကြီးတယ်ကန်ကြီးလဲတော့အားနဲ့ဗောကိုကအားရပါဟာကားမိုက်တယ်စုကန်ကြီးလဲတော့ပေါ့ပြီးစွတ်နေပါလားအဲ့ဒါကိုကျွန်တော်တို့ကြောက် fee freedom မျိုးပေါ့နော်တိတ်စိတ်ထဲမှာတိတ်ပြီးတော့ဟိုမှာဖြစ်ဘူးဟိုကိုယ်ကတင်းနေလို့လို့လေဟိုကဖြစ်တာပြောတာမဟုတ်ဘူးပေါ့နော် ဟိုပို့ပြီးတော့ဟိုတစ်ဖက်ကိုပို့ပြီးတော့ဟိုဟိုလှုပ်စေခြင်းတဲ့သဘောပေါ့တစ်ကကျွန်တော်တို့ကဘလို့ပဲပုံဖို့ပေါ့တကယ်ကိုလွဲပါတယ်နီးတိသွားပြီဆိုရင်တော်တော်လေးကိုအဆင်ပြေတယ်တစ်ကလောက်ပါကျွန်တော်အများစုတစ်နယ်ပဲပုံဖို့တာများပါပဲလို့လို့